အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့လူစားတဲ့ဇာတ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းအရင်းစတင်ခြင်းပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြည့်ရရခန့်ခြင်းပါတယ်ဟုတ်ကဲ့အကြောင်းအရင်းစတင်လိုက်အောင်ဟဲ့လူလေးဟဲ့လူလေးဒီမှာဘာလာအိတ်နေတာလဲထားတော့ထားတော့အသက်လက်ပိုင်းရွယ်လူကြီးတယောက်ရဲ့အတန်းကြောင့်စောတူတူတယောက်လန်နိုးလာခဲ့ပါတယ် သူ့ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လေ၆ကက်နေတယ်လမ်းမကြီးနဲ့ညရဲ့အမှောင်တူပဲရှိပါတယ်ဒီလမ်းပေးစရာဟောင်းလေးရဲ့အမှုအောင်မှာပေါ့သူ့နားမှာတော့စကားပြောဖို့အဖြစ်ဦးလေးကြီးတယောက်ရှိနေပါတယ်ဒါပေမဲ့သူ့ရဲ့ပိန်လီညပတ်နေတယ်ရုပ်ရည်ကြောင့်စောတူတူစိတ်ထဲမှာနင်းနေတော့ကြောက်နေမိပါတယ်ဒီလိုလမ်းပေးစရာမှာဘာလို့လာအိတ်နေရတော့လူလေးရဲ့ဩဦးလေးကျွန်တော်ကဒီနားကစောက်လို့ရေးဆိုင်တစ်ခုမှာအလုပ်လုပ်တာပါအလုပ်ပြီးတော့အိမ်ပြန်မလို့ညနေဆောင်ကလေးကဒီမှာကားဆောင်နေတာဗျကားကလုံးဝမလာဘူး ကျွန်တော်လည်းအရန်ပင်ပန်းတာနဲ့အိပ်ပျော်သွားတာဒါဆိုရင်တော့ဒီညဒီမှာပဲဆက်အိပ်ရတော့မှာပဲဒီချိန်ကလိုင်းကားတွေမရှိတော့ဘူးစောတို့တို့လည်းဘာမှမတက်နိုင်တော့ပါဘူးမနှက်ပြန်မနှက်စောစောကားလာတာကိုပဲစောင့်ရတော့မယ်ဒီညတော့ဒီစရက်မှာပဲချင်းကိုက်ခံပြီးတော့အိပ်ရတော့မှာပေါ့ဒီလမ်းမကြီးကလည်းမိန်းလမ်းမကြီးဆိုပေမဲ့ကားကလည်းမဖြတ်တဲ့လောက်ကိုရှင်းနေတယ်လေဟဲ့ကောင်မင်းဘာရောစာနေသေးလားအဲနင်းနေတော့စားပါတယ်ဦးလေးရဲ့ဒါပေမဲ့ရပါတယ် တနက်လောက်ကတော့ကျွန်တော်အောက်နိုင်ပါလေစာရင်ငါနဲ့လာစားလေကွာပြောရင်းဆိုရင်လေဥလေးကခေါင်းငုံပြီးတော့ဇေယျချမ်းမြေပေါ်မှာအစားအစာတွေထည့်ထားတဲ့ပကံလုံးလေးတွေကိုကောက်ယူလိုက်ပါလေဒီစားစာတွေကရွာသားတွေခေါ်စာပြစ်ထားတာဒါပေမဲ့ဥလေးကြီးကတော့အာရပါရကောက်စားနေပါလေဟာဥလေးဘာလို့ဒီလိုလုပ်ရတာလဲဒါကခေါ်စာတွေမဟုတ်ဘူးလားငါစားတာကွာစားတော့စားတာပေါ့ဒါပေမဲ့ဒါကလူစားဖို့မဟုတ်ဘူးလေဗျာ ဘသူဟာပဲဖြစ်ဖြစ်ကွာငါကအလကားစားရတာရတာလည်းရှိသားပဲဟဲ့ကောင်မင်းရောစားအောင်မလားဦးလေးကပြောရင်းဆိုရင်ねအသားစိမ့်တွေကိုလက်နဲ့ကောက်ပြီးတော့အငမ်းမရဗစက်ထဲမှာထည့်ဝါနေပါလေသူ့ရဲ့နှကန်ပတ်လေမှာလဲသွေးတွေနဲ့ပေပွားနေပါတော့တယ်သူ့ရဲ့မျက်လုံးတွေကလည်းမမိတ်မတုံ တောင့်တင်းလာပြီးတော့ဗစက်ကတော့အသားစိမ့်တွေကိုတချွတ်ချွတ်နဲ့ဝါနေတော့မှာပဲစောတို့တို့ကတဖြည်းဖြည်းနဲ့ပို့ပြီးကြောက်လန့်လာပါတယ်ဒီလူကြီးကလူမဟုတ်ရလားတရေလားဆိုတာမသေးကြတော့ပါဘူး ဒါနဲ့သူ့အိတ်ကိုကောက်ဆွဲပြီးတော့ဇရက်ထဲကနေအ мян ထွက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဦးလေးကြီးကသူ့စီကိုခုံအုပ်လာပြီးခြေထောက်ကိုလှမ်းဆွဲထားလိုက်ပါတော့တယ်။ဘဲကိုသဲတန်သွားမလို့လေလူလေးရဲ့ငါနဲ့ဖော်လို့ပါအောင်ကွာ။မလုပ်တော့ဘူးဦးလေးကျွန်တော်ကြောက်တယ်ကျွန်တော်လှုပ်ပါဗျာကျွန်တော်မချောက်ပါနဲ့ကျွန်တော်အမျှတန်းပေးဝေပါမယ်။စောရူရူကအ мян ရုံးကန်ပြီးထွက်ပြေးလာလိုက်တာသူ့ရဲ့ဝယ်စားအိတ်ကဇရက်ရှိမှကြာကြံနေခဲ့ပါတော့တယ်။ဇရက်နဲ့ တော်တော်ဝင်တဲ့နေရာကိုရောက်မှစောတို့တို့ကသူ့ရဲ့အဝတ်စားအိတ်နဲ့လိုအပ်တဲ့ပစ္စည်းတွေအဲ့ဒီဇရက်ရှိမှကြံငယ်ပန်းကိုတတိရလိုက်ပါတယ်။ဒါပေမဲ့ကြောက်လုံးတဲ့အတွက်ပြန်သွားယူဖို့လည်းမရေပါဘူး။အဲ့ဒီချိန်မှာပဲကံကောင်းစွာနဲ့လူနာတင်ရင်ကားတစီးဖြတ်လာတာနဲ့ဂျုံလိုက်ရပါတယ်။အဲ့ဒါနဲ့စောတို့တို့လည်းကားကိုအပြန်တားလိုက်ပါတယ်။ဘာကူညီပေးရမလဲကိုကြည့်ရတာတစ်ခုခုကိုရှောင်ပြေးလာသလိုပဲ။ကျွန်တော်ရဲ့အဝတ်အိတ်ပြားဟိုရှိကဇရက်မှကြံငယ်လို့ပြန်သွားယူမလို့ဒါပေမဲ့ကြောက်လို့ကျွန်တော်ကိုအဖော်လိုက်ခဲ့ပေးပါလား။ ဟုတ်အဲ့ဒီလူပြက်ပြီးတော့မှောင်နေတဲ့လူတွေခေါ်စာတော့ဘာလို့လာလာပြစ်နေတဲ့ဇေယျလားဟုတ်ဟုတ်ပါတယ်အကိုအဲ့ဒီဇေယျပါပဲပရာဟိတသမားရဲ့မျက်နာကနေနေတော့ပြတ်သွားပါတယ်အဲ့ဒီဇေယျကလူစားတဲ့ဇေယျဆိုပြီးနာမည်ကြီးမန်းသူတည်တယ်လေအဲ့ဒီနေရာမှာလူတွေမကြခဏအိတ်နေရင်လည်းသိဆုံးတတ်ကြပါတယ်ရွာသားတွေကလည်းဝိညာဉ်တွေကမကြခဏတွေ့ဘူးလေလို့ပြောကြပါတယ်ဒါပေမဲ့သူကပရာဟိတသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်အကူအညီရတော့ပေးရမှာပဲလေဒါနဲ့စောရူတို့ကို ခေါ်ပြီးတော့ လမ်းဘေးစရက်စီကိုပြန်သွားခဲ့ကြပါတယ်။စရက်ကိုရောက်တော့ပရာဟိတသမားကကားပေါ်ကဆင်းပြီးတော့စောတူတူပြောတယ်ကြကြံနေခဲ့တဲ့အိတ်ကိုရှာကြည့်ပါတယ်။ဒါပေမဲ့အိတ်ကိုတော့မတွေ့ပါဘူး။စရက်ထဲမှာခေါင်းငှိုက်ဆိုင်ပြီးထိုင်နေတဲ့ဦးလေးကြီးတယောက်ကိုပဲတွေ့ပါတယ်။ဦးလေးဦးလေးအဲ့ဒီဦးလေးကြီးကမောကြည့်လိုက်တော့ပရာဟိတသမားတယောက်လန့်သွားပါတော့တယ်။အဲ့ဒီဦးလေးကြီးရဲ့မျက်နှာတစ်ခုလုံးသွေးတွေပေးပွားနေတာကိုအဲ့ဒါနဲ့ပရာဟိတသမားကလည်းသတိပြန်ကပ်ဖို့စူးစမ်းလိုက်ပါတယ်။ သူကိုယ်တိုင်လည်းဒီလိုအလုံးမျိုးလုပ်လာတာကြာပြီတခါတလေဝိညာဉ်တွေနဲ့ကြုံတွေ့ဘူးတာမျိုးတွေရှိတတ်တာပဲလေတေချာအောင်လို့ဓမီနဲ့ထိုးကြည့်လိုက်ပါလေနောက်ဆုံးမှာတော့သူမှတ်မိသွားပါလေအဲ့ဒီဦးလေးကြီးကဦးလေးကျင်မှာသူကအင်ဂျီယာမဲ့စိတ်လည်းတိတ်မမှန်ပါဘူးဒါပေမဲ့ဦးလေးကျင်ထက်ပိုပြီးထိတ်လန့်စရာကောင်းတာကသူအနားမှာအဝတ်စားအိတ်ကိုခေါင်းအုံးပြီးတော့အိတ်နေတယ်လူတယောက်ရဲ့ရုပ်လောင်းကိုတွေ့လိုက်ရလို့ပါပဲသူအနားကိုတိုးကပ်ပြီးတခြားကြည့်လိုက်ပြီးတော့မျက်နှာကိုတိတိကျကျမြင်လိုက်ရပါတယ်ဒါ ဒါခုနကားတားပြီးကုညီတောင်းခဲ့တဲ့လူမှန်သူတိလိုက်ပြီလေကဲဇေးရေးသမားတတိကိုနောက်တစ်ခေါက်ပြန်ထိလိုက်ရပါတယ်ခုနကလူငယ်ကိုတွေ့အောင်မလားဆိုပြီးတော့နောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့ဘာမှမရှိပါဘူးလီဟာနယ်ကြီးပါပဲပရာဟိတသမားကအလောင်းကိုကဲလို့ရအောင်မလားဆိုပြီးစူးစမ်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလူကတော့ငြိမ်သက်နေတော့မှပဲစောတို့တို့ရဲ့ဝိညာဉ်ကသူ့ရဲ့ရုပ်အလောင်းကိုအံ့ဩစွာငေးကြည့်နေမိပါတယ်သူမြင်နေရတဲ့မြင်ကွင်းကအမှန်တရားမဟုတ်ဘူးဆိုပြီးသူထင်နေတယ်လေ သူကပရာဟိတသမားကိုလှမ်းခေါ်ဖို့လဲကြိုးစားပါတယ်။ဒါပေမဲ့အဲ့ဒီလူကသူ့ကိုလုံးဝမကြားနိုင်ပါဘူး။ဒါဒါဘာတွေဖြစ်ကုန်တာလဲ။ငါသိသွားပြီလား။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဆော့ရိုတို့ကဝမ်းနေစွာနဲ့သူ့ကိုသူတဒုတ်တို့ရေရွတ်နေမိပါတယ်။သူညနေဆောင်တော့ကဒီစရက်မှာကားဆောင်နေကြတာကိုပြန်စင်းစားမိပါတယ်။အဲ့ဒီတော့ကပုံမှန်မဟုတ်ဘဲနဲ့အရန်အိတ်ချင်လာတာနဲ့အဝတ်စားအိတ်ကိုခေါင်းအောင်ပြီးအိတ်လိုက်ပါတယ်။ခဏအကြာမှာအိတ်မပြောတရေနိုးအခြေအနေဖြစ်လာပါတယ်။ ကြီးမားမဲနဲ့ပြီးတော့မျက်လုံးညင်ကြီးနဲ့တရေတဲ့ကောင်သူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတရေကဒီစရက်ကိုသူ့အစားဆောင်ရှောက်ပေးဖို့လာပြောတာပါ။သူ့အစွမ်းကုန်ကြောက်လန့်သွားပါတယ်။အော်ဟစ်ဖို့စူးစမ်းပေမဲ့အတန်မထွက်ရုံးကန်ဖို့စူးစမ်းပေမဲ့လည်းလှုပ်မရကြောက်လွန်းလို့နှလုံးခုန်နေတောင်မမှန်တော့ပါဘူး။နောက်ဆုံးမှာတော့အဲ့ဒီအင်ဂျီယာမဲဦးလေးကြီးလာနိုးလို့လန်နိုးလာခဲ့တာပါ။ဦးလေးဒီလူဘယ်တော့အိပ်ပျော်သွားလဲသိလားခေစရီသမားကဦးလေးကျင်ကိုလှမ်းမိလိုက်ပါတယ ငါလည်းမသိဘူးကွာငါလာတော့သူအိတ်နေရပဲငါနှိုးလိုက်တော့နိုးလာတယ်ခုနကတော့ငါသူ့ကိုစကားတောင်ပြောလိုက်သေးတယ်အတူတူအသားစိမ်းစားဖို့ခေါ်တော့ तू ကမစားချင်ဘူးတဲ့ငါ့ကိုကြောက်နေတာလေပြီးတော့သူ့အိတ်ကိုဆွဲပြီးထွက်ပြေးသွားတာခုနလေးရတယ်မယ်ဟာဦးလေးရဦးလေးပုံစံကဒီလိုဖြစ်နေတာဘသူမြင်မြင်ကြောက်မှာဗောဗျဘသူသူတွေတည့်ရဲလို့ထင်မှာပဲနားကလည်းပြည်ရီယိုးနေသေးတယ်ပါဇက်မှလည်းသွေးတွေနဲ့မကြောက်တဲ့လူကသာယူးနေမှာဗောဦးလေးရစောတို့ကသူ့ရဲ့ရုပ်အလောင်းကိုဝမ်းနေစွာကြည့်နေမိပါတယ်အဲ့ဒီချိန်မှာပဲ ရုတ်တရက်ကြီးမားမဲနေပြီးတော့နှလုံးညီကြီးနဲ့တရေပေါ်လာပါတယ်။ဒါကဇရဲဆောင်တဲ့တရေကြီးပဲ။သူအိမ်မပြောခင်တရေနိုးတော့ကတွေးရတဲ့တရေကြီးပေါ့။ဟဲ့ကောင်မင်းငါ့အတွက်အစားထိုးပေးဖို့ရောက်လာတာကျေးဇူးတင်ပါတယ်။အခုဆိုရင်ငါလိုအပ်တဲ့ဝင်းကျင်ကိုကူပြည့်ပြီ။ဒီနောက်ပိုင်းငါတခြားဘုံဘဝကိုသွားလို့ရပြီ။ဒါပါအိပဲလေ။နောက်ပိုင်းမင်းကဒီဇရဲကိုဆောင်ရတဲ့တရေတွေကတကောင်ဖြစ်လာတော့မှာပေါ့ကွာ။မင်းတခြားဘုံကိုသွားရမယ့်ချိန်ရောက်ရင်မင်းနေရာကိုအစားထိုးဖို့ကံကုန်ချိန်ရောက်နေတဲ့လူတယောက်ရောက်လာလိမ့်မယ်။ ကံကုန်ချင်းရောက်တယ်ဆိုတာကျွန်တော်တကယ်သိသွားပြီလို့ဆိုလိုတာလားမင်းကအသက်25နှစ်အရွယ်ကိုရောက်နေပြီလေကွာဒီမှာတည်တဲ့လူတွေအားလုံးကအသက်25နှစ်အရွယ်တွေကြီးပဲဟာဒါဆိုရင်တော့မှားနေပြီကျွန်တော်ကအသက်က30ပဲ25မဟုတ်တော့ဘူးခင်ဗျကျွန်တော်အသက်ကိုယူလို့မရဘူးလေဇယက်ဆောင်တရေကြီးကအဲ့ဒီစကားကိုကြားတော့ခဏတာတုံ့ဆိုင်သွားပါတယ်ပြီးတော့စောရူတို့ရဲ့ဝိညာဉ်ကလည်းရုပ်တရက်ပြောက်ကွယ်သွားပါတယ်နောက်တစ်ခါသတိဝင်လာတဲ့အခါမှာတော့သူကအဲ့ဒီဇယက်ထဲမှာပဲလန်နိုးလာပြီးတော့မျက်လုံးဖွင့်ကြည့်လိုက်မိပါတယ် ဟင်အကိုကျွန်တော်ကခမည်းတေးပြီးတောင်းထင်တာခမည်းနှလုံးခုန်ရက်သွားတာဗျဖရာဟိရသမားကအံ့ဩတကြီးနဲ့ပြောလိုက်ပါလေကျွန်တော်ကျွန်တော်မသေးသေးဘူးဟုတ်တယ်မလားဘလို့လို့တေးမှလဲဗျာပြန်နိုးလာပြီပဲကျွန်တော်ကနှိုးမရရင်ဆေးရုံကတော့ခေါ်တော့မလို့တော်သေးတယ်ဆေးရုံကမခေါ်ခင်နိုးလာလားစကားပြောဆိုပြီးတော့ဖရာဟိရသမားကစောတို့တို့ကိုသူ့ရဲ့အိမ်ကိုလိုက်ပို့ပေးခဲ့ပါတယ်သူ့အိမ်ကဒီနေရာနဲ့တော်တော်လေးဝေးတယ်လေကားပေါ်မှာထိုင်နေတော့မှပဲ စောတို့တို့လမ်းကြည့်လိုက်တော့ဇရက်ထဲမှာအိမ်မဲတော်တော်များများပြင်လိုက်ရပါတယ်။အဲ့ဒီအိမ်မဲတွေကသူ့ကိုကန့်ကောင်းပါစေဆိုပြီးတော့လက်ပြနှုတ်ဆက်နေတယ်လို့ပါပဲ။အဲ့ဒီဇရက်မှာတရေဖြစ်ပြီးစောင့်နေစရာမလိုတော့လို့ဝမ်းတာအားရနှုတ်ဆက်နေကြပုံပါပဲ။ပရာဟိတသမားကသူ့ကိုအိမ်လိုက်ပူပင်းနဲ့သူတို့နှစ်ယောက်စကားဆက်မိပြောပြကြပါတယ်။အခုကျွန်တော်တခုလောက်မေးလို့ရမလား။မေးပါဗျာ။ဘာမေးမလဲ။ဟိုဇရက်မှာတည်တဲ့လူတွေကအသက်25နှစ်အရွယ်တွေပဲဖြစ်ရမယ်ဆိုတာဟုတ်လားကို။ရွာသားတွေကတော့ဒီလိုပြောကြတာပဲဗျ။တကယ်ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိဘူး။ ူတို့ပြောတာကဒီဇေယျကိုစောင့်တဲ့တရေကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတေတုံးကအသက်က25နှစ်အရွယ်မှာတေသွားတာတဲ့နောက်ပိုင်းသူနဲ့တက်သူရလူငယ်တွေကိုသူနဲ့အစားထိုးဖို့နေရာရှာတယ်ပေါ့ဗျာရွာသားတွေပြောကြတာတော့အဲ့ဒီတရေကဝါရင့်နေပြီဝိညာဉ်တစ်ခုလည်းမလုံလောက်ဘူး तू ကျွတ်လို့ဖို့ तू အစားဆောင်ဖို့ဆိုရင်ကိုဟုတောင်လုံလဲဆိုပဲဗျာဒါတကယ်ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိပါဘူးသူများတွေပြောတာကြားဘူးလားပဲဒါဆိုအရင်အသက်25နှစ်အရွယ်လူငယ်တွေထဲမှာလွန်မြောက်သွားတဲ့လူရောရှိခဲ့ဘူးလား ရှိရတော့တွေ့ခဲ့ဘူးလေဗျများသောအားဖြင့်အဲ့လူတွေကတော့စနေတို့အင်္ဂါသားသမီးတွေလို့ပေါ့ဗျာဒါမှမဟုတ်လေကံကုန်ချင်းမရောက်သေးလို့နေမှာပေါ့အဲ့ဒါနဲ့စောတို့တို့တယောက်တိတ်ဆိတ်သွားပြီးသူ့ရဲ့မှတ်ပုံတွေကိုထုတ်ကြည့်လိုက်မိပါလေဒီနှစ်မှာသူကအသက်25နှစ်တိတိပြေးပါလေဒါအပြင်စနေနေ့မွေးတဲ့သူပါတရေကြီးကိုအသက်30လို့ပြောလိုက်တာကတရေ6ရင်ပြန်လှည့်သားဆိုတဲ့အယူအဆကြောင့်လွတ်ချင်လွတ်မှာဆိုပြီးတော့လိန်ပြောလိုက်တာပါအခုတော့သူတကယ်ပဲတေကံမရောက်ဖ ೇನೆ လွမြောက်လာခဲ့ပါလေ ဒါကသူ့ကိုတကယ်ဝေဖွဲ့မရဖြစ်စေပါတယ်။သူလွတ်မြောက်လာတာကတရေကိုတင်လိုက်လို့လား။ဒါမှမဟုတ်သူကိုယ်တိုင်ကပဲစနေသားဖြစ်နေလို့လား။တင်ရောဒီလိုလမ်းမေးစရက်တွေမှာဒီလိုကြောက်စရာကောင်းတဲ့အတွေ့အကြုံမျိုးကြုံခဲ့ဘူးပါလား။အောက်မှာကွန်မန့်လေးတွေမှတ်သွားခဲ့ပြီပါအောင်။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်တဲ့စနေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာ။ကျွန်တော်တို့စီရင်တဲ့စက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအတစ်တန်တိုင်းတရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြစ်တရခန့်ချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။